မလ28ရက်နေ့က Inheritors Gate 9ကြော်ရှိခဲ့တဲ့အင်အားပြင်းကလေးလှုပ်ခတ်အပြီး9လကြော်အတွင်းနိုဝင်ဘာ12ရက်မနက်ပိုင်းအထိနောက်ဆက်တွဲကလေး242ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒီနေ့နိုဝင်ဘာ12ရက်နေ့မနက်9:48မိနစ်ဆက်နက်စက္ကန့်က တာစီမြို့ရဲ့တောင်ဘက်ချောင်းမန်ကန်အကွာကိုဗဟိုပြုပြီးအနက်၁၀ကီလိုမီတာမှာအင်အား3.3ညရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့မိုးစလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါဟာအင်အားပြင်းငလင်လှုပ်ခတ်အပြီးနောက်ဆက်တွဲအဖြစ်242ကြိမ်မြောက်လှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်ကိုနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေမှာအများဆုံးထိခိုက်ခံစားခဲ့ရပြီး လူသေးဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေလန်ဒရာနေအိမ်စာသင်ကျောင်းတွေအပြင်နှင်းဆက်ပို့ဆောင်ဆက်သွယ်ရေးစားတဲ့ကဏ္ဍပေါင်းစုံမှာထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုအများပြားဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။